အားလုံးပဲမင်္ဂလာပါခင်ဗျာ iPhone အဟောင်းတဲ့ data အားလုံးကိုကျွန်တော် iPhone အသစ်ထဲပျောက်တဲ့နေကိုကျွန်တော်ဒီ video လေးမှာလူကြီးမျိုးလို့ပြောပြပေးသွားမှာဖြစ်ပါတယ် region ရွေးပေးရမှာဖြစ်ပါတယ် continue နေမှာဖြစ်ပါတယ် set away other device ကိုနေမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာ wifi ချိတ်ပေးရမှာဖြစ်ပါတယ် ပြီးကျွန်တော်တို့ continue နဲ့မှာဖြစ်ပါတယ် continuation နဲ့မှာဖြစ်ပါတယ် Pascal အသေးလောတစ်ခါတည်းပြီးထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာ iPhone တဲ့ကိုပြောင်းထည့်မယ်ဆိုကျွန်တော်ဒီနေရာမှာ iPhone ယူရမှာဖြစ်ပါတယ် Android phone တဲ့ကိုပြောင်းထည့်မယ်ဆိုကျွန်တော် Android phone ယူရမှာဖြစ်ပါတယ် for other iPhone ယူရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီ phone မှာကြာတော့ကျွန်တော် Bluetooth ဖွင့်ထားရမှာဖြစ်ပါတယ် ကော်တင်းညိုနယ်မှာဖြစ်ပါနေကျွန်တော်ဒီနေရာမှာဖုတ်အားဟောင်းထဲကပတ်စကုတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာ eSIM ကိုတစ်ခါတည်းပြောင်းထည့်ချင်လို့ရှိရင် transfer for iPhone ရွေးပေးရမှာဖြစ်ပါတယ်။နောက်မှပြောင်းထည့်ချင်လို့ရှိရင် SIM and later ရွေးပေးရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီမှာနောက်မှပျောက်ထက်မှာဖြစ်တဲ့အတွက်စိတ်အံ့လိတာနေပဲသွားနေမှာခင်ဗျဖုတ်အားတဲ့ data တွေဖုတ်အသိတွေအလုံးပြောင်းထပ်မှာဖြစ်တဲ့အတွက် transfer for iPhone နေပြရမှာဖြစ်ပါတယ် ုတ်အားတဲ့ data တွေဖုတ်တဲ့တဲ့ပြောင်းထည့်လို့ပြီးရလို့ရှိရင်ကျွန်တော်တို့ဖုတ်အားထဲမှာရှိတဲ့ data တွေအားလုံးဖြစ်ချင်လို့ရှိရင်ကျွန်တော်တို့ continue နဲ့မှာဖြစ်ပါတယ် continue နဲ့ပြီးတော့ arrange iphone နဲ့လိုက်မှာဆိုကျွန်တော်ဖုတ်အားထဲမှာရှိတဲ့ data တွေအားလုံးပြည့်အောင်မှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ဖုတ်အားတဲ့ data လဲကျွန်တော်လိုချင်သေးတယ်ဆိုရင်နော်နောင်နဲ့မှာဖြစ်ပါတယ် ခုဆိုရင်ကျွန်တော်တို့ဖုံးအားတဲ့ data လေးကိုကျွန်တော်ဖုံးသစ်ထဲကိုပြောင်းထည့်လို့ပြရဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျ